ဒီနေ့ကတော့ပိနေသီးလေးကြိုက်တယ်ဝက်သားလေးကြိုက်တယ်ဆိုတဲ့လူတွေအတွက်ကိုကျွန်တော်ပိနေသီးနဲ့ဝက်သားလေးကိုအတွဲညီညီလေးချက်ပြထားပါရယ်ကျွန်တော်ပိနေသီးရဲ့အရသာထောက်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 လေးနဲ့ဝက်သားရဲ့အရေးစိတ်လေးနဲ့ဆိုတော့တမင်းမိတ်မှသိကြပါရယ်ခင်ဗျာအားလုံး like ချက်စာကြည့်အောင်ပါခင်ဗျာဝက်သားကိုလည်းအရင်အစီများတဲ့တွေမသုံးပြဘူးပေါ့နော်ကျွန်တော်ကတော့သုံးထက်သားကိုကျွန်တော်သုံးပါရယ်ပြီးအသားလေးနဲ့အစီလေးနဲ့အများများတတလေးဆိုရင်ပို့ပြီးတော့လဲစားကောင်းတယ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့အတွဲညီညီလေးပေါ့နော်တုံးလိုက်ပါမယ်ခင်ဗျာ ပြီးလို့ရှိရင်တော့ဝက်သားကိုအရသာနှက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်ကတော့ဒီရိုးရိုးလေးပဲပေါ့နော်စနွေးမုတ်အနေငယ်ထဲမယ်ပြီးရင်တော့စားအနေငယ်အချုံမုတ်အနေငယ်နဲ့စိမ်းစမ်းကပိအနေငယ်ထဲပြီးရင်တို့ကိုတမအောင်ရောပြီးတော့နေပါမယ်ပြီးလို့ရှိရင်တော့ခဏလေးကျွန်တော်နှက်ထားပါမယ်ခင်ဗျာ ီးရင်တော့ဒီကာလာကကျွန်တော်တို့ပိန်နေသီးပေါ်တယ်ပေါ့နော်ပိန်နေသီးကိုမှတာလပေါ့မစားခြင်းမူဆိုလို့ရှိရင်တော့ဒီလိုဝတ်သားလေးနဲ့အရသာစစ်စစ်လေးအဆက်ရင်လေးချက်စားလို့ရတယ်ပိန်နေသီးကိုလည်းဝတ်သားရဲ့အနေတော့အတုံးလေးဖြစ်အောင်တုံးပါမယ်အရင်အတုံးကြီးသွားရင်လည်းကျွန်တော်တို့မနူးတက်ဘူးပေါ့နော်ရေနည်းနည်းလေးပဲတုံးဖြစ်တယ်ဆိုရင်မနူးတက်တဲ့အတွက်ကြောင့်ပါပြီးရင်တော့ငရုတ်ချက်သွန်ထောင်းထားတာလေးထည့်ပါမယ်။အဲ့ဒီမှာကျွန်တော်ကငရုတ်ကောင်းလေးကိုထည့်ပြီးတော့ထောင်းထားပါတယ်။ကျင်ကျင်ဆက်ဆက်လေးနဲ့ပေါ့နော်အနံ့လေးကလည်းပို့ပြီးတော့ငရုတ်ကောင်းနံ့နဲ့မှုေးပါတယ်။ပြီးလို့ရှိရင်တော့ခုနက နှက်ထားတဲ့ဝက်သားကိုထည့်ပြီးတော့နည်းနည်းအချိန်ကြာကြာလေးလုံးပါမယ်ဒါမှပဲကျွန်တော်တို့အစီအခောက်တွေကကျွန်တော်တို့ကျစ်သွားတယ်ပေါ့နော်ကျစ်ပြီးတော့ပို့ပြီးတော့လည်းစားကောင်းတယ်ဒီတိုင်းထည့်လိုက်မယ်ဆိုလို့ရှိရင်တော့တိတ်အဆင်မပြေဘူးပေါ့နော်ပြီးလို့ရှိရင်တော့အစီသားလေးကျစ်လာပြီဆိုလို့ရှိရင်တော့ခုနကတုံးထားတယ်ကျွန်တော်တို့ပိန်းနေတီကိုထည့်ပါမယ်ပိန်းနေတီကိုလည်းကျွန်တော်ဝက်သားနဲ့ကျွန်တော်အရသာစိတ်ဝင်အောင်လို့ကျွန်တော်ဒီမီးပို့ပုံပါပဲပေါ့နော်ခက်ကြကြလေးရေမထည့်ခင်လေးလုံးပါတယ်ခင်ဗျာ ပြီးလို့ရှိရင်တော့ AED အောင်လို့ကျွန်တော်ကတော့တရက်ပြားကြောက်လေးထည့်ပါတယ်တချို့မရှိတရက်ပြားမရှိရင်လည်းမယံပြားကြောက်လေးထည့်လို့ရပါတယ်ဒါမှပဲကြီးရင်ဆက်ဆက် AED လေးနဲ့ပေါ့နော်ကျွန်တော်တို့ဒီ AED အရသာကိုလည်းအချင်းကထိန်းသွားမယ်ပေါ့နော်ဒါကဒါမှပဲပို့ပြီးတော့စားလို့လည်းကောင်းတယ်ပြီးလို့ရှိရင်တော့ရေကိုလည်းလိုတလောက်ထည့်လို့ရပါတယ် တချို့ကတော့2ရေ3ရေလောက်တည်ကြတယ်ပေါ့နော်။ဘာကြောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပိန်နေတီနူးဖို့အတွက်ကိုပေါ့နော်။ပိန်နေတီကကြတော့ရေအရင်နေပြီးတော့ရှင်ကျွန်တော်မာတက်တယ်ကျွန်တော်ဟင်အိုတော်မှာနည်းနည်းလေးပေါ့နော်။ပိန်နေတီကနည်းနည်းမာသွားတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဟိုရေခမ်းတဲ့အထိကိုပေါ့နော်။တေချာလေးပိန်နေတီနူးတဲ့အထိကိုတေချာစောင့်ကြည့်ပြီးတော့လှုပ်ကြဖို့ကိုလည်းအကြံပြုချင်ပါတယ်။ပြီးလို့ရှိရင်တော့ရေခမ်းမိပြီဆိုလို့ရှိရင်တော့နံနံမင်းထည့်လိုက်ရင်တော့ကျွန်တော်တို့အနံ့လေးကလည်းမှွေးတက်လာပါပြီ။ ကျွန်တော်အခုဆိုလို့ရှိရင်ပေါ့နော်ပိန်နေသည်ဝတ်တာဒါတရက်ပြချက်လေးပေါ့နော်ချင်းချင်းဆက်ဆက်လေးနဲ့ပေါ့နော်ဒါပိန်နေသည်ရဲ့အရာဒါထုတ်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 လေးနဲ့လဲစားလို့လည်းကောင်းတယ်ပြီးရင်ပိန်နေသည်ကဝတ်တာကိုကြိုက်တဲ့လူတွေအတွက်ကတော့အရန်ကိုထမင်းမိန်စေတဲ့ဟင်းပွဲတစ်ပွဲဖြစ်မှာတည်ကြပါပဲခင်ဗျာဒါကြောင့်မို့အားလုံးချက်စားကြည့်ဖို့အတွက်ကိုကြံပြုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ